ကဲလိုက်စားပါပြီလုံးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါသူစားရဲ့ night day good life challenge ကနေအလုပ်ကျဆုလိုက်ပါတယ်အဒီနေ့ဆိုလို့ပေးမှာအမြန်မာပြည်နေပြီးတာမိသားသမီးကိုပြုစုဆောင်ရှောက်ရင်းနဲ့ဒီလုပ်ငန်းကိုအလုပ်ကန်နေတယ်ညီမနာတင်အိုးကိုဒီ live မှာပါဝင်ပေးဖို့အတွက်ပိတ်ခေါ်ထားပါတယ်ညီမအနေနဲ့သူရဲ့ Twitch လေးတွေအာလေလာခဲ့တဲ့အရာလေးတွေကိုဒီနေ့မျှပေးသမှာဖြစ်ပါတယ်အာဒီ live ကိုအစိုးထီကြည့်ပေးဖို့အတွက်လည်းကြံပေးခြင်းပါတယ် အရင်ဆိုမိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်မနာမည်ကတော့သူတွေဖြစ်ပါတယ်အခုလက်ရှိစင်ကာပူမှာအာလက်ရှိအလုပ်တစ်ဖက်နဲ့ဒီ digital business ကိုလုပ်ကိုင်နေတာဖြစ်ပါတယ်သူတွေရဲ့မိတ်ဆွေများအလုပ်လည်းအစိတ်အချမ်းသာချင်းကိုကြီးချမ်းသာချင်းလည်းပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်အဲ့ဆိုရင်တော့အညီမအနေနဲ့ပေါ့နော်ဒီဒီ digital business ကိုအဘလို့ပြည့်လုပ်ငန်းတွေကတော့အများကြီးရှိတာပေါ့နော် online service လုပ်ငန်းတွေလည်းအများကြီးရှိတယ်အခုခေတ်မှာအခုချိန်မှာဆိုလို့ရှိရင်တော့ဘလို့ပြည့်ပေါ့နော် မြန်မာပြည်အနေထားနဲ့ဆိုလို့ရှိရင်တော့တော်တော်များများကစီးပွဲတစ်ခုလုပ်မယ်ဆိုလို့ရှိရင်အရန်စဉ်းစားရတာပေါ့နော်အဖက်ဖက်ကနေစဉ်းစားရတယ်ဒါပေမဲ့လုပ်ဆောင် online စီးပွဲတွေအများကြီးရှိပါလေရဲ့နေပေါ့နော်အခုလိုမျိုးဒီစီးပွားရေးလုပ်ငါကိုဘာကြောင့်အရွေးချက်လုတ်ခိုင်းတယ်လဲဆိုတဲ့မိကောင်းလေးကိုအာရှယ်ပေးဖို့ပေါ့နော်မရှယ်ခင်မှာပို့ပို့ပို့အရင်မိတ်ဆက်နေဒီမိကောင်းလေးလည်းရှယ်ပေးပါဦးကိုရဲ့ white လေးပေါ့နော်ဘာကြောင့်လုတ်ခိုင်းတယ်လဲဆိုတဲ့အရာ Yes so mix up ပြီးတော့ share ပြီးနော် โอเคအားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့နန်းတစ်ပွန်ဖြစ်ပါတယ်မြန်မာနိုင်ငံရန်ကုန်မြို့မှာမိရာဆနက်ပြနေထိုင်ပြီးတော့ဒီ online digital business online ကိုအိမ်ကနေအိမ်ထဲကနေပြီးတော့မှာပေါ့နော်တစ်ဖက်တစ်လမ်းအပူအဝင်ငွေလမ်းကြောင်းတစ်ခုရအောင်ကျမအလုပ်ကနေတဲ့ business owner တယောက်ဖြစ်တယ်ပေါ့နော်ဒီလုပ်ငန်းကိုကျမပါကြောင်းဟိုရွေးချယ်လုပ်ကန်ခဲ့တယ်လဲဆိုတော့ဒီလုပ်ငန်းအာဟိုပေါ့နော်စီးပွားရေးလုပ်ငန်း online စီးပွားရေးဆိုပေမဲ့လည်းအများကြီးရှိတဲ့အထက်မှာဘာဖြစ်လို့ဒီဟာကို ရွေးချယ်လုပ်ကိုင်ခဲ့တယ်လဲပေါ့နော်ဒီဟာကြတော့ဒီလုပ်ငန်းမှာကြတော့အရန်ဟိုလွတ်လပ်မှုတွေအများရှိတယ်အာအချိန်အတိတ်ကတော့အချိန်လွတ်လပ်မှုပေါ့နော်ကျမတို့ရဲ့အာကျမကတော့အိမ်နေမရှိဖြစ်တဲ့အတွက်ကြောင့်အာဒီလုပ်ငန်းမှာပေါ့နော်ကိုလုပ်မဲ့အာစီးပွားရေးလုပ်ငန်းတစ်ခုကိုကိုကအချိန်ပြည့်အဲ့လိုမျိုးတတ်မှတ်တဲ့နဲ့လည်းတတ်မှတ်ထားတဲ့အချိန်ကိုလည်းကျမမလုံနိုင်ဘူးပေါ့နော်ဒီလုပ်ငန်းမှာဆိုရင်သူကအချိန်တတ်မှတ်မှုတွေမရှိဘူးနေရာဒေသမှာ ဘယ်နေရာမှာလောက်ရမယ်ဆိုတဲ့ဟာလည်းမရှိဘူးပေါ့နော်အဲကျမဆိုရင်ဟိုပြီးခဲ့တဲ့လဆိုရင်တစ်လလုံးဟိုခရီးသွားနေပေါ့နော်ကျမရဲ့စာတိမြို့နယ်ကိုကျမပြန်ခဲ့တယ်ပြန်တော့ကျမဒီလုပ်ငန်းမှာပေါ့နော်အာဒီကျမအရင်အားတလို့ပဲကျမလုပ်ခဲ့တယ်ပေါ့နော်အဲဒီလိုမျိုးစိတ်ဖြစ်စီမှုတွေမရှိဘူးအပေါ်နေပြီးတော့လဲဒီကိုယ့်ရဲ့အပေါ်မှာ ိုဘယ်သူမှ control မှုလည်းမရှိဘူးပေါ့เนาะအဲအကြောင်းဒီလွတ်လပ်မှုတွေအများကြီးရှိခဲ့တယ်ပေါ့เนาะရှိတယ်ပေါ့เนาะအချိန်လွတ်လပ်မှုရှိတယ်ကိုရောက်ရှိတဲ့နေရာမှာကိုခྱི་ထွက်နေလဲဒီလုပ်ငန်းကကိုနဲ့အဲတဘာတဲ့ပါပြီးတော့မှကိုရောက်တဲ့နေရာမှာကို internet line ရှိလို့ရှိရင်တော့ကိုလောက်ကင်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့เนาะနောက်တစ်ခုကြတော့ဒီလုပ်ငန်းမှာက risk အရန်နေတယ်ပေါ့เนาะဒီအာဟိုတခြားလုပ်ငန်းထက်စာလို့ရှိရင်တော့ကိုက အာဒီယင်းနီမှုညွှန်နှံမှုတွေလည်းအများကြီးထည့်ရတယ်ယင်းနီရတယ်ပေါ့နော်ပြီးလို့ရှိရင်ဝန်ထမ်းတွေငားရတယ်ဟိုဆိုင်ခန်းတစ်ခုဖွင့်တောင်းမှာပေါ့နော်နေရာဆိုင်ခန်းတွေအဲ့လိုမျိုးတွေငားရတယ်ပေါ့ဒါပေမဲ့ဒီလုပ်ငန်းမှာကျတော့ကျွန်မတို့ကဒီချိန်တစ်ခါပဲယင်းနီရပြီးတော့မှဒီအာကိုတောက်လျှောက်လုတ်ကင်သွားလို့ရတဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်အရင်နေ့တွေထပ်ချက်ဆရာမလို့ပဲနေပေါ့နော်ကိုတုံးဆောင်ရမယ်လာစင်ကိုပဲကိုကဒီအာလုပ်ငန်းမှာကို website ဟိုထောင်ဖို့အတွက်အဟာတွေပဲကိုပဲကိုကကုန်ကြတာရှိတယ်ပေါ့နော်။ဂျန်နေဟာတရားကျမတို့ investment ကဘာမှထထည့်စရာမလိုပေါ့နော်။ဥမာကိုကတခြားဒီလိုမျိုးလုပ်ငန်းအယောင်ဝယ်အဲ့လိုမျိုးလုပ်တယ်ဆိုရင်ကိုကရောင်းပြီးတော့ရှင်ပြန်ဝယ်ထည့်ရတယ်။ရောင်းပြီးမှကိုကဂျန်နေဟာကိုအမြတ်ရတယ်အဲ့လိုမျိုးပေါ့နော်။ဒါပေမဲ့ဒီလုပ်ငန်းမှာကျတော့ကျမတို့ investment အရင်းနှီးမြှုပ်နှံမှုကိုကျမတို့ထပ်ခါထပ်ခါထည့်စရာမလိုပေါ့နော်။တစ်ချိန်တစ်ခါလည်းကျမတို့ထည့်ပြီးတော့မှ အဲတောက်လျှောက်တသက်လုံးဟိုကလုတ်ကင်စားတောက်သွားလို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီလုပ်ငန်းမှာကဟိုအချိန်အဲတမတ်မှုမရှိဘူးအဲလွတ်လပ်မှုတွေရှိတယ်နောက်တစ်ခုကအရေးကြီးဆုံးကကျမတို့ဒီလုပ်ငန်းမှာဆင်းကိုဟိုလုတ်သွားတဲ့ဒီတောက်လျှောက်မှာပေါ့နော်တကယ်နောက်တစ်ချိန်မှာကိုရင်ဒါသမီးအသက်ရှင်နေပြည့်ပြီးသွားလို့ရှိရင်ကိုလက်ရှိလုပ်နေတဲ့ဒီလုပ်ငန်းကကျမတို့ကဒီလုပ်ငန်းမှာဆင်း business အဲဟိုလုပ်ငန်းဖြစ် ုပ်ငန်းရှင်ဖြစ်လာပြီဆိုရင်ကျမတို့ ID နံပါတ်ရှိတယ်ပေါ့နော်ကျမတို့ရဲ့ဒီ ID ကျမတို့ရဲ့ဒီနာမည်ကိုကိုယ့်ရဲ့တာသမီတွေကိုလွှဲပြောင်းပေးလို့ရတယ်ပေါ့နော်ကိုရောက်ရှိတဲ့နေရာမှာပဲအာသူကအဆင့်အဆင့်ရှိတယ်ပေါ့နော်ဒီလုပ်ငန်းမှာကအဲ့တော့ကိုရောက်ရှိတဲ့နေရာမှာပဲကိုယ့်ရဲ့တာသမီကိုလွှဲပြောင်းပေးတဲ့အချိန်မှာလဲသူတို့ကအဲ့အဆင့်အနေစပြီးတော့မှသူတို့အာ လက်ခံရတယ်ပေါ့နော်အစနေပြန်စဆရာမလို့ပဲနဲ့ပေါ့နော်နောက်လျှောက်အဲ့ဟန်နေပဲသူတို့ဆက်ပြီးတော့မှလှုပ်ကင်သွားလို့လဲရတယ်နောက်တစ်ခုကကျမတို့ဒီလုပ်ငန်းမှာဟိုတို့တတ်မှတ်ထားတဲ့ level တစ်ခုရောက်လို့ရှိရင်ပေါ့နော်ဒီ PC ခန်းစားခွင့်အာဆိုတဲ့ PC ခန်းစားခွင့်ဆိုတာကအမှန်ကဟို passive income လို့ခေါ်တာပေါ့နော် passive income ဆိုတာကကျမတို့ဒီလုပ်ငန်းမှာဆက်လုပ်တည်ဖြစ်စေမလုပ်တည်ဖြစ်စေကျမတို့မှာကအာဒီအာ last in ပုံမှန်ဝင်ငွေပေါ့နော်အဲ့ဟာကိုကျမတို့ ပြင်ဆင်ခန်းစားမြန်မာလိုပြောလို့ရှိရင်တော့ပြင်ဆင်ခန်းစားခွင့်ပေါ့နော်အဲ့ဟာတွေကိုကျွန်မတို့နားစင်ဒေါ်လာ9000ကနေအနည်းဆုံးစပြီးတော့မှလက်ခံရရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်မတို့ဒီလုပ်ငန်းမှာအဒီကျွန်မဒီလုပ်ငန်းကိုရွေးချယ်ခဲ့ရတာဖြစ်တယ်ပေါ့နော်အတိတ်ကတော့ကျွန်မအချိန်လွတ်လပ်ခွင့်ရှိတယ်နေရာအာနေရာဒေတာဟိုတမထားတာမရှိတဲ့အတွက်ကြောင့်ပြီးလို့ရှိရင်ကိုယ့်ရဲ့တလတလဘလောက် ဟိုလောက်ရမယ်လုပ်ငန်းဘလောက်လုပ်ရမယ်ဆိုတဲ့ဟာတွေတတ်မှတ်မှုမရှိဘူးပေါ့နော်ကိုအားရင်အတလို့ပို့ပြီးလုပ်လို့ရတယ်နောက်တစ်ခုကနှီးပညာတွေလည်းကျမအများကြီးတို့တဲ့အတင်ယူလေလာခွင့်တွေအများကြီးရရှိခဲ့တယ်ပေါ့နော်ဒီလုပ်ငန်းကိုကျမရွေးချယ်လုပ်ကင်ခဲ့တာဖြစ်တယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအခုလိုမျိုးညပေးတဲ့တည်းမြတ်ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်အိမ်မှာနေပြီးတော့ပေါ့နော်ဒီလုပ်ငန်းကိုငါတစ်ဖက်တစ်လမ်းနေဝင်ငွေရအောင် shop လို့ရတဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ခုနကတော့ညီမပြောသလိုပဲအာဒီလုပ်ငန်းကအရင်ဒီပိုင်းမှပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အပြင်မှာစီးပွဲတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ထပ်ခါထပ်ခါရင်းနှီးရတယ်ကိုယ့်ရဲ့ပစ္စည်းအ expire ဖြစ်သွားမှာတို့ပါလို့ဆိုလို့ရှိရင်စိတ်ကူးနေရတယ်ဘူးနော်ပြီးလို့ရှိရင်လည်းကောင်းထိုင်အခေါ်ရတယ်နေရာထိုင်ခင်းပေးရတယ်အဲ့ဒါတွေကလည်းကိုယ်ကစီးပွဲတော့မလုပ်သေးဘူး ကုတ်ကြမဲ့ကုတ်ကြစရိတ်တွေပေါ့နော်ဒါမဲ့ဒီလိုငါမှဆိုလို့ရှိရင်ကိုပိုက်ထိုင်လာတဲ့ ID ဆိုလို့ရှိရင်တသက်လို့ဆိုတော့ခွင့်ရတယ်ဖြစ်တယ်ပြည်ရင်းနှီးပိုင်းမှာဆိုလည်းအရန်လက်သက်တာစီတယ်အကျိုးမြတ်နေပြီးတော့အမ်အရင်နေနေပြီးတော့အကျိုးမြတ်များစီတယ်လုပ်ငန်းဖြစ်တယ်အာအမဆိုရင်အဲ့ဒီအရာကိုလည်းသဘောကျတယ်ပြီးလို့ရှိရင်လည်းဒီလုပ်ငန်းကတကယ်ဈေးရုံဈေးဝယ်လူဆရာမလို့လူခေါ်ဆရာမလို့တော့လည်းသဘောကျတာပေါ့နော်လက်ရှိဝန်ထမ်းတရားနေနေဆိုလို့ရှိရင်ဒီဟို လူခေါ်ပြီးတော့လောက်ရမယ့်စီပွဲလုပ်ငန်းတစ်ခုဆိုလို့ရှိရင်အာကိုယ့်ရဲ့စကားပြောစွမ်းရည်လည်းကိုသိတော့လေနော်ကိုတည်းကသူများလူကစကားကိုထပ်ကလိုက်ကြက်ကြလည်းမပြောတတ်တဲ့လူပြီးလို့ရှိရင်နှုတ်ဝဲချော်လည်းမပြောတတ်တဲ့လူဆိုတော့ဒီလိုမျိုးလူခေါ်ပြီးလောက်ရမယ့်အလုပ်ဆိုရင်အလုပ်အဆင်မပြေလို့ကိုယ့်ကိုယ်လည်းသိတော့ပေါ့နော်အဲ့ဒါကြောင့်လည်းဒီလိုမျိုးအာလူခေါ်ရမယ့်အလုပ်လည်းမဟုတ်ဘူးပြီးလို့ရှိရင်လည်းနောက်တစ်ခုအနေနဲ့အဲ့ကနေလည်းလုပ်ပြန်လို့ရတယ် ဖိုလက်တော့အင်တာနက်ရှိလို့ရှင်ကိုကြိုက်တဲ့နေရာမှာလုတ်ကင်တော့လို့ရတယ်ဆိုတဲ့အရာတွေလည်းသဘောကျတယ်။ low ကသဘောကျတဲ့အရာဒါ light changing business ဆိုတဲ့အရာပေါ့နော်။အာ light changing business ဆိုပြောလိုက်မယ်ဆိုလို့ရှင်လူတန်းရတော့ငွေကြီးအများကြီး million နိုင်ပဲဖြစ်မှာ။ဘုရားအများကြီးချမ်းသာသွားမှာ အဲ့လိုလိုက်ချေခြင်းလို့ထည့်တက်ကြတာပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းမှာဆိုလို့ရှိရင်တော့အာကိုယ့်ရဲ့ငွေချေအပြင်ကြာတဲ့အတိတူတာတွေလည်းအများကြီးပြောင်းလဲပေးတဲ့လုပ်ငန်းဖြစ်တာပေါ့နော်အာအရင်တော့ဆိုလို့ရှိရင်တော့ကိုယ်ကလိုက်ချေခြင်း business ဆိုတာကိုတော့သဘောကျပြီးတော့ဝင်လာတယ်ဆိုတော့အော်လိုက်ချေခြင်းဆိုတော့လက်ရှိကိုကစင်ကာပူမှာဟိုထားဘဝနေနေတာဆယ်စုနှစ်တကူရောက်လာပြီမလားပို့ဘဝကမှလည်းမပြောင်းလဲသေးဘူးပေါ့နော်အဲတခါလဲဒူရင်းဒူရင်းလွန်ခဲ့တဲ့အဲ့လိုပေါ့နော်ငွေငွေအဲ့ဒါမရတာမဟုတ်ဘူး ဟိုကရတယ်ဒါပေမဲ့ကိုစောင်းဝန်လေးပေးစားကန်းစားအဲ့လိုပေါ့နော်ဒီမှာလည်းအဲအိစေးစားစေးလည်းဈေးကြီးတာပေါ့နော်အဲ့လိုလေးနေနဲ့ကိုကဆူဆောင်မိတယ်ဆိုတာဟိုစားလေကိုဆူဆောင်မိတယ်လေဘလို့ရည်ဒီဝင်ငွေဆိုတာလေနောက်တစ်ချိန်ကြာလို့ရှိရင်ကိုကအလုံးမလုံးလို့ရှိရင်ဝင်ငွေဆိုတော့ဘလောက်ပဲကိုရဲ့စေပြန်ရှိနေမစေဒါတွေကကုတ်သွားမယ့်အရာတွေပေါ့နော်အဲကြောင့်ကိုအာအမအနေနဲ့ဆိုလို့ရှိရင်ကိုရဲ့ future plan အတွက်ပေါ့နော်ဒီလောက်ကနေမလုံနိုင်တော့တဲ့အခြေ အာအိမ်မြတ်မှာပြပြသွားမယ်ဆိုလို့ရှင်တော့ကိုယ်အတွက် plan ဆိုတဲ့လိုအပ်တာပေါ့နော်အဲ့ကြောင့်မနေနေဆိုလို့ရှင်ဒီလိုငါပက်ဆက်တစ်ခုပက်ဆက်အကတစ်ခုအနေနဲ့ရွေးချယ်လုပ်ပိုင်ထားတယ်အာပြီးလို့ရှင်လည်းအဓိကတဲ့အချိန်နဲ့ငွေကြေးလောလောမှုကိုလိုချင်တာပေါ့နော်ငွေကြေးဆိုစရာရရင်ရတယ်လို့ကိုမပေးစရာခံစရာတွေအာလှူနိုင်တန်းနိုင်ပို့ပြီးတော့လှူနိုင်တန်းနိုင်တော့ပေါ့နော်အဲ့လိုရည်ရွယ်ချက်နဲ့အဲ့ကြောင့် အဲ့ဒါကြောပေါ့နော်ဒီထက်အခြေရလောလမှုမှုခြေလောလမှုကိုလိုချင်လို့ဒီလုပ်ငန်းရွေးချယ်ခြင်းဖြစ်တာပေါ့နော်အဆင်တော့နောက်ထပ်မိဘတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော်တော်များများပေါ့နော်စီးပွားရေးလုပ်ငန်းဆိုပြောလိုက်လို့ရှိရင် လူတိုင်းကစီးပွားရေးလုပ်တဲ့အလုပ်လုပ်တဲ့ဆိုငွေကြေးရမယ်လို့ခင်တက်ကြတာပေါ့နော်ဒါပေမဲ့အလစ်လာမဲ့ဆိုတဲ့အရာဘယ်သူမှလည်းမသိကြဘူးပေါ့နော်တော်တော်များများအဲ့လိုမရှိကြဘူး အာတော်တော်များများဒီလုပ်ငန်းမှာဆိုလို့ရှိရင်စီးပွားရေးကြော်ညာတွေတွေ့လို့ရှိရင်အာဘယ်လိုဥပမာငါအလုပ်လာလုပ်ပါဆိုတာအထက်ပေါ့နော်ဘယ်လိုလေ့လာဖို့အဆက်ဆက်လို့ပဲလမ်းညွှန်ပေးတတ်တာဖြစ်တာပေါ့နော်အေးဒီလုပ်ငန်းကိုစိတ်ဝင်စားလို့ရှိရင်အာလာလုပ်ပါဆိုရင်ဘယ်သူမှလည်းမခေါ်ဘူးဒီလုပ်ငန်းကိုစိတ်ဝင်စားလို့ရှိရင်အာဝယ်ရလေ့လာပါဆိုပြီးတော့ပေါ့နော်အဲ့လို website တွေပေးပေးတာဒီ website မှာဝယ်ရလေ့လာပါဆိုပြီးအများအားလေ့လာဖို့ပဲပြောတာပေါ့နော်အဲ့ဒါကြောပေါ့နော်ဒီလုပ်ငန်းမှာဘာဖြစ်လို့ လေ့လာဖို့လိုတယ်လဲဆိုတော့မိကွန်းလေးလည်းနည်းနည်းလေး share ပြပါဦးဟုတ်ကဲ့အော်ဟာဘောနော်ကျမတို့ဒီ online digital business လုပ်ငန်းဆိုတဲ့ဟာလည်းအမျိုးမျိုးရှိတယ်ပေါ့နော်အခုခေတ်မှာဆိုရင်ဒါပေမဲ့ကျမတို့ဒီလုပ်ကိုင်နေတဲ့လုပ်ငန်းကျတော့ global online digital business လုပ်ငန်းဖြစ်တယ်ပေါ့နော်နိုင်ငံတကာနဲ့ဆက်ဆက်ပြီးတော့မှကျမတို့လုပ်ကိုင်ရတာ တို့อ่ะဒီလုပ်ငန်းမှာပေါ့เนาะဟိုဘလို့ online နေလောက်ကန်ရတယ်ဆိုတော့ကျမတို့မှာလည်း experience လည်းမရှိဘူးအဲကျမတို့ဒီလုပ်ငန်းလောက်ကန်ဖို့အတွက်လည်း experience ရမယ်ဆိုတဲ့ဟာလည်းမလိုအပ်ဘူးပေါ့เนาะဘာဖြစ်လို့မလိုအပ်တယ်လဲဆိုတော့အဲ့ဒါကြောင့်ဒီလေ့လာမှုဆိုတဲ့ဟာကအရေးကြီးတယ်ပေါ့เนาะအဲကျမတို့ဒီလုပ်ငန်းတစ်ခုကိုကိုကစတင်လောက်ကန်မယ်ဆိုရင်ကိုကနားလေ အာနားလည်းဘာမှလည်းနားမလဲဘာမှလည်းမသိဘူးဆိုကျွန်မတို့ကဘလို့လို့တွားပြီးတော့လောက်ကင်မလဲပေါ့နော်အဲအကြောင်းဒီဘယ်အရာမဆိုဘယ်လုပ်ငန်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်မတို့ဘယ်စီးပွားရေးပဲလုပ်ချင်လုပ်ချင်သူများအလုပ်ကိုပဲတွားလုပ်လုပ်ပေါ့နော်ဒီလုပ်ငန်းကဘာလုပ်ရမလဲဘာလုပ်ငန်းလဲဘယ်လိုမျိုးဟာအရှိတယ်လဲဆိုတဲ့ဟာကျွန်မတို့ကနားမလဲဘူးမလေ့လာသေးဘူးဆိုရင်တော့ကျွန်မတို့အာလောက်ကင်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲအကြောင်းလေ့လာမှုဆိုတာကအရန်အရေးကြီးတယ် အဲဒီလုပ်ငန်းကကျွန်မအရင်ဆုံးပြောချင်တာကတော့ဒီစီပွားရေးကိုပိုင်စီပွားရေးလုပ်ကင်လို့ရတဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်မပြောချင်ပါတယ်အာဘာဖြစ်လို့လဲဆိုတော့ဒီအခုခေတ်မှာဆိုရင်ပေါ့เนาะကျွန်မတို့ကအင်ကောင်စုတစ်ခုမှာဆိုရင်ယောက်ျားတယောက်အမျိုး မိမတယောက်နဲ့အဲ့လိုမျိုးငွေတစ်ခုတည်းကျမတို့ကမိခိုလို့မရဘူးပေါ့နော်တတယောက်တည်းအအလုပ်တစ်ခုရှိနေရင်တော့မှဗမင်းနဲ့အလုပ်ရှိနေရင်တော့မှပေါ့နော်အကိုကတော့တစ်ချိန်ကြာချင်းဒီလုပ်ငန်းကအစီပေးချင်မှပေးမှာပေါ့နော်ဘာဖြစ်လို့ဆိုခစ်တရပြောင်းလဲမှုတွေဖြစ်လာနေတဲ့ဂုံစင်းနှုံးတွေတနည်းနဲ့တနည်းဟိုစီပွားရေးတွေလည်းအရန်ခက်ခဲဖြစ်လာတဲ့အချိန်မှာပေါ့နော်ကျမတို့ကလို့ဒီကိုတယောက်တည်းနဲ့ဝင်ငွေတစ်ခုတည်းရှာနေရင်တော့မှမလုံခြုံဘူး မတေချာဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြောင့်လူတိုင်းကဘယ်လိုဖြစ်လာလဲဆိုတော့ကျမတို့ကအခုလက်ရှိအလုပ်လုပ်နေတာရှိတယ်ဒါပေမဲ့ငါနောက်ထပ်လမ်းကြောင်းဝင်ငွေလမ်းကြောင်းတစ်ခုတခုတခြားဝင်ငွေအပေါ်ရအောင်ငါဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာဒီလမ်းကြောင်းတွေလက်ရှာကြတယ်ပေါ့နော်အဲ့ကြောင့်ဒီလုပ်ငန်းမှာလည်းကျမတို့ကအခွင့်လမ်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကျွန်မမိတ်ဆက်ပေးခြင်းတယ်ဒီလုပ်ငန်းကကျမတို့ဝင်ရောက်လေ့လာကြည့်ပါဝင်သူကဒီလုပ်ငန်းမှာကျမတို့မလောက်ကင်ချင်မှာကအကုန်လုံးဘယ်လိုလုပ်ငန်းမျိုး ဖြစ်တယ်လဲဘလို့အာ investment မျိုးရှိတယ်လဲဘလို့ဒီဝင်ငွေလမ်းကြောင်းရှိတယ်လဲဘလို့ community နဲ့ကျမတို့စိတ်ဆက်ထားရလဲဆိုတဲ့ဟာတွေကိုအသေးစိတ်ကျမတို့ကအရင်လေ့လာရပြီးတော့မှကျမတို့ဒီလုပ်ငန်းကိုကိုစတင်လှုပ်ချင်လားမလှုပ်ချင်ဘူးလားဆိုတဲ့ဟာကကိုနောက်ဆုံးမှကိုဆုံးဖြတ်ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအာလေ့လာမှုမှာလဲကျမတို့ကဟိုအကုန်လုံးလေ့လာလို့အာ လေ့လာလို့ရအောင်ကိုကျွန်မတို့ကဟိုဒီ programs တွေရှိတယ်ပေါ့เนาะအဲ့ဒီဟာကိုကျွန်မတို့ပထမအဆုံးအရင်ဆုံးလေ့လာဖို့အတွက်ဆိုရင်ဒီလုပ်ငန်းလေ့လာဖို့အတွက်ကကျွန်မတို့ကအဲ nascent ရှိတယ်ပေါ့เนาะပထမအဆင့်ကျတော့ကျတော့ကျွန်မတို့အခမဲ့လေ့လာလို့ရတာဖြစ်တယ် ဒီလေလာဘယ်လိုလေလာမလဲဆိုတော့ကျွန်မတို့ရဲ့ဒီဥပမာကျွန်မဆိုရင်တော့ web ကျွန်မရဲ့ website ရှိတယ်ပေါ့နော် www.nangtipon.com ပေါ့နော်မတူစာဆိုရင်မတူစာကနေပြီးတော့မှဇီကနေလေလာခြင်းနေဆိုရင်မတူစာရဲ့ www.tusa.com ဆိုတဲ့ဟာကိုကျွန်မတို့ရဲ့ဒီရှိရင်ဒီပထမအဆင့်ကိုလေ့လာလို့ရတာဖြစ်တယ်ပေါ့နော်ဒီအာကျမတို့ဒီလစ်စတာလေးလုပ်လိုက်လို့ရှိရင်တော့ဒီဟိုဟာ ဒီလေ့လာရဖို့အတွက်ဗီဒီယိုတွေထွက်လာတယ်ပေါ့နော်အဲ့ဒီဗီဒီယိုကကျမတို့ဂျီမျိုးကနေကိုလီစတာလောက်လိုက်တဲ့ဂျီမျိုးမှာလဲအာဒီဂျီမျိုးမှာရရှိတယ်ပေါ့နော်စာရရှိတယ်ပေါ့အာဆိုလိုတာကအဲ့စဉ်ကိုယ့်ရဲ့ဂျီမျိုးထဲမှာဝင်သွားပြီးတော့မှဒီအာလေ့လာရမယ့်ဗီဒီယိုကိုအဲ့မှာရှိတယ်ဝင်ပြီးတော့မှလေ့လာကြည့်ပါအဲ့ဗီဒီယိုကိုလေ့လာလို့အင်္ဂလိပ်လိုဖြစ်တယ်ကိုကတိတ်နားမလည်ဘူးဆိုရင်လည်းကျမတို့ကိုလီဂျီစတာလောက်တဲ့လူစီမှာပေါ့နော်သွားပြီးတော့ကျမက ာဒီ list star လောက်ထားတယ်ဒါပေမဲ့အင်္ဂလိပ်လိုအားနည်းလို့မြန်မာလိုလေ့လာချင်နေဆိုရင်လည်းကျမတို့ကတက်တက်ပေါ့နော်အဲကျမတို့ဆီကနေ list star ပြီးတော့လို့ရှိရင်အဲမြန်မာလိုလေ့လာဖို့အတွက်လည်းကျမတို့ဒီဗီဒီယိုကိုကျမတို့ပို့ပေးတယ်ပေါ့နော်အဲ့မှာကိုပထမအစစ်မှာလေ့လာပြီးလို့ရှိရင်ဒီပထမအစစ်မှာဘာတွေလေ့လာရမလဲဆိုတော့ကျမတို့တွဲဖက်လုပ်ကင်နေတဲ့ဒီ system တစ်ခုကြီးကိုဘယ်လိုလုပ်ငန်းလုပ်ကင်တယ်လဲ ဒီ online စီးပွားရေးဆိုတာကဘယ်လိုမျိုးလဲဆိုတဲ့ဟာကိုဘယ်လိုစိတ်ဆက်စိတ်စိတ်ဆက်ထားရလဲဆိုတဲ့ဟာကိုကျွန်မတို့ကဒီပထမအစ်မကလေ့လာရတာဖြစ်တယ်ပေါ့နော်ပြီးတော့မှဒီလုပ်ငန်းကောအော်အာဒီထပ်ပြီးတော့မှလေ့လာခြင်းနေဆိုရင်တော့ကျွန်မတို့ဒုတိယအဆင့်ဖြစ်တဲ့ဒီအာလုပ်ငန်းအကြောင်းကိုအသေးစိတ်ထပ်လေ့လာခြင်းနေဆိုရင် ကျွန်မတို့ဒုတိယအဆင့်မှာဒေါ်လာ149ကိုကျွန်မတို့ဒီပို့စ်အနေနဲ့တွင်းပြီးတော့မှကျွန်မတို့ ဒီလုပ်ငန်းရဲ့အကြောင်းအသေးစိတ်ကိုပေါ့နော်ဘယ်လိုမျိုးခုနကျမပြောတဲ့လိုမျိုးဒီကုမ္ပဏီနဲ့ဆက်ဆက်ထားရလဲကျမတို့ဝင်ွေလမ်းကြောင်းတွေဘယ်လိုမျိုးရှိတယ်လဲယင်းနည်းမျိုးနဲ့မှမဘယ်လိုမျိုးရှိတယ်လဲပေါ့နော်အဲ့ဒီဟာတွေကိုအသေးစိတ်ကိုလေ့လာရတာဖြစ်တယ်အဲ့ဒီထဲမှာလေ့လာပြီးတော့မှကိုကနောက်ထပ်ပြီးတော့မှအပြင်မှာကိုကအာဒီဒီထက်မှာကဟိုအခုခင်မှာဆိုရင်ဘယ်အရာမဆိုကိုကသိချင်တဲ့အရာဆိုရင် Google တော့မဟုတ် YouTube မှာဆိုရင်ကျမတို့အကုန်လုံးရှာဖွေပြီး လေ့လာလို့ရတယ်ပေါ့နော်အဲ့ဒီထဲမှာကိုတော့ရှာပြီးတော့မှလည်းထပ်ပြီးတော့မှလေ့လာခြင်းလည်းရပါတယ်အဲ့မှာအကုန်လုံးရှိတယ်ပေါ့နော်တကယ်တရားဝင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့တကယ်ကိုလေ့လာပြီးတော့မှအော်ဒီလုပ်ငန်းမှာအာဒီကိုကကိုနဲ့မကိုက်ညီဘူးပေါ့နော်ကိုနဲ့မလို့ကိုမလို့ချင်ဘူးဆိုရင်ဒီခုနတွင်းထားတဲ့ deposit တဲ့ dollar တဲ့လေး၁၉ရံငွေကိုပြန်ထုတ်သွားလို့ရတာဖြစ်တယ်ပေါ့နော်လေ့လာမှုကကျမတို့တစ်လရက်ပေါင်း30ပေးထားတာဖြစ်တယ် โอเคလေ့လာပြီးတော့မှကိုကဒီလုပ်ငန်းကိုဆက်လုပ်ချင်တယ်ဆိုကြမှာကျွန်မတို့ကဒီလုပ်ငန်းကကိုနဲ့ကိုက်ညီတယ်ကိုလုပ်ချင်တယ်ဆိုကြမှာကျွန်မတို့ဒီလုပ်ငန်း ID ကိုယူပြီးတော့မှလုပ်ငန်းရှင်တယောက်အနေနဲ့ကျမတို့ဒီလုပ်ငန်းကိုလုပ်ကင်ရတာဖြစ်တယ်ပေါ့နော်အဲအဲကြောင့်ဒီလုပ်ငန်းမှာကိုကလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်ဒီဘာဒီလုပ်ငန်းကဘာလုပ်ငန်းလဲဘာစီးပွားရေးလဲဘယ်လိုပုံစံမျိုးတွာလာမှုတွေရှိတယ်လဲဘယ်လိုစိတ်ဆက်မှုတွေရှိတယ်လဲဆိုတဲ့ဟာကိုကိုကအရင်ဆုံးသိရှိနားလည်မှသာလင်ကိုလုပ်ကင်ရတာကပိုအဆင်ပြေတယ်ပေါ့နော် ဒီလိုမျိုးလုံးလုံးရင်းရင်းနဲ့ဥမာကိုကဈေးစာဒီဆိုင်ခန်းတစ်ခုဖွင့်မယ်ဆိုရင်တော့မကိုပါရောက်မလဲကွန်ပစ္စည်းကဘယ်လိုမျိုးရှိတယ်လဲဥမာကိုကဟိုအခုစာရောက်မယ်ဆိုရင်သူ့ရဲ့ source ကိုဘယ်လိုမျိုးရှာရမလဲဘယ်လိုမျိုးယူရမလဲပင်နိုင်ငံမှာယူရမလဲဆိုတဲ့ဟာကိုကအဲ့လိုမျိုးလိုက်ပြီးတော့မှလေ့လာထားရမှာလေပေါ့နော်အဒီစီးပွားရေးမစတင်ခင်မှာကိုကလုံးလုံးရင်းနဲ့အဲ့လိုမျိုးဆိုင်မှာဖွင့်ခင်မှာမရောင်းခင်မှာပေါ့နော်ကိုကအဲ့လိုမျိုးအရင်ဆုံးလေ့လာပြီးတော့မှအော်ဒါတိပြီးဒီဒီလိုမျိုးအာဒီ ုံပစ္စည်းကဘယ်ကနေရမလဲပြီးလို့ရှိရင်ဘယ်လိုရောက်မလဲဘယ်မှာဖြတ်မလဲဆိုတဲ့ဟာကိုအရင်ဆုံးကိုကလေ့လာပြီးတော့မှဒါလင်ကိုကစတင်ပြီးတော့မှလုတ်လုတ်ကန်ရတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီလုပ်ငန်းမှာလဲကျွန်မတို့ရဲ့ဒီ online ဖြစ်ပေမဲ့လဲကျွန်မတို့ကအရင်လေ့လာအာရတာဖြစ်တယ်ပေါ့နော်အဲ့ကြောင့်လေ့လာမှုမှာအရင်အရေးကြီးပါတယ်ကိုလုပ်ငန်းတစ်ခုလုပ်ဖို့အတွက်ကကိုတိတကယ် အဲထဲထဲဝီဝီနားလဲပြီးတရှိပြီးဘလို့အသွားလာရှိတယ်လဲဆိုတဲ့ဟာပြီးတော့ရှင်ဒီလုပ်ငန်းကကိုယ်နဲ့ကိုက်ညီမှုရှိမရှိဆိုတဲ့ဟာလဲအရန်အရေးကြီးတယ်ပေါ့နော်ကိုပြီးတော့ကိုစိတ်ဝင်စားလားကိုနဲ့ကိုလုံနိုင်တယ်လားဆိုတဲ့ဟာလဲအရေးကြီးတယ်ပေါ့အတိဖို့အတွက်ပေါ့နော်အာလုံရင်တိုင်းနဲ့အာနားမလဲပဲနဲ့ဒီလိုမျိုးဝင်လာလောက်ရတယ်ဆိုရင်ဘယ်တော့ဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်စီးပွားရေးပဲဖြစ်ဖြစ်ကိုလုတ်ကင်တာအောင်မြင်မှာမဟုတ်ဘူးပြီးတော့ရှင်လည်းရအကျိုးအမြတ်ရရှိမှာမဟုတ်ဘူးပေါ့နော် ရှုံရှုံမှုတစ်ခုပဲဖြစ်တယ်အချိန်နဲ့ကုန်ဆုံးမယ်အာဒီလူလည်းပြင်ပန်းမယ်ပြီးလို့ရှိရင်ကိုကအာဒီအရင်နည်းပတ်စံလဲကုန်မယ်ပေါ့နော်အဲအဲအကြောင်းကိုလုပ်ငန်းတစ်ခုမှာမစတင်ခင်မှာကိုကလေ့လာမှုလေ့အရင်လေ့လာဖို့အတွက်ကအရင်အရေးကြီးတယ်ဆိုတဲ့ဟာကိုကျွန်မ sharing လုပ်ပေးချင်ပါတယ်အားလုံးကျေးဇူးတင်တယ်ဟုတ်ဟုတ်ကဲ့ပါအခုလိုမျိုးမျှပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်တော်တော်လေးပဲ ပြည့်စုံတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လစ်လာမှုဆိုတာလူတိုင်းမှာလိုအပ်တာပေါ့နော်ဘယ်လိုဖြစ်စီပဲလုပ်ငန်းတစ်ခုကိုစတင်လုပ်ခိုင်းတော့မယ်ဆိုလို့ရှိရင်အထူးသဖြင့်ကိုလိုကမသိသေးတဲ့အရာအာဆိုလို့ရှိရင်တော့ပို့ပြီးတော့ပေါ့နော်ဒီအလုပ်ကဘာလုပ်လဲဆိုတော့ကိုတိုင်ကိုကြလစ်လာဖို့တော့လိုအပ်ပါတယ်အထူးသဖြင့်ဒီလုပ်ငန်းမှာဆိုလို့ရှိရင်တစ်ခါတလေဆက်မှတ်လို့ဆိုရင်စီပွဲရေးကြညာတွေပါဒီမှာဆိုလို့ရှိရင်တော်တော်များများ comment တွေမှာပေါ့နော်လာပေးတဲ့ရှိတယ်လူတွေလိုက်ညှိုးဆွဲတယ်ဆိုတဲ့အရာပေါ့နော်လူတွေလိုက်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 တယ်လိုက်ညှိုးဆွဲတယ်ဆို ဘသူ့မှာလည်းမမြူဆွဲရပါဘူးเนาะဘလို့ဖြစ်ကိုတွေစီးပွားရေးအခွင့်အလမ်းတွေကိုအော်ကိုဒီလိုမျိုးပဲပေါ့เนาะကြံတဲ့လူတွေလည်းရပါစေဆိုတဲ့စိတ်နဲ့ပေါ့เนาะအဲ့လိုမျိုးကြောင်ညာလေးကိုအဲ့လိုစိတ်ဝင်စားတဲ့လူတွေအခုလိုမျိုးအအခွင့်အလမ်းကိုရှာဖွေနေတဲ့လူတွေပေါ့เนาะအဲ့လိုမျိုးကိုယ့်ရဲ့အနာဂတ်အိမ်မက်ကိုပြောင်းလဲတိုးတက်ခြင်းတဲ့လူတွေ ကိုယ်ဘလူးနေချင်တဲ့ဘဝပုံစံတွေကိုပုံဖော်ချင်တဲ့သူတွေအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ပေါ့နော်ဒီလိုအဲကြောညာလုပ်လက်တဲ့ချိန်မှာဒီလိုမျိုးပုံမှန်တွေဆိုရင်ရတတ်တဲ့ပေါ့နော်အဲညပြောချင်တာကဒီလုပ်ငန်းကသူများမျိုးဆွဲလုပ်လဲရတဲ့လုပ်ငန်းလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆွဲတိုင်းသက်ပါမယ်ဆိုလို့ရှိရင် business owner တွေကလည်းအားမမဟုတ်ဘူးပေါ့နော်ကပပပန်းရှိတဲ့ဒီလုပ်ငန်းကလိုပဲ business ဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးဆွဲတိုင်းသက်ပါမယ်ဆိုလို့ရှိရင်အာပြောချင်တာကဒီလုပ်ငန်းက အာအဲ့လိုလာလုတ်ပါလို့ဘယ်သူမှလည်းမပြောဘူးလစ်လာပါလို့ပဲပြောတာပေါ့နော်။ဘာကြောင့်လစ်လာခိုင်းတယ်လဲဆိုလို့ရှိရင်တော့ကိုလုတ်မဲ့အရာတစ်ခုကတော့ကိုတိုင်းကိုကြောက်အာကကနနာတိကိုလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အာဒီလုပ်ငန်းက online စီးပွားရေးဖြစ်ပေမဲ့လည်း online စီးပွားရေးမှာကိုယ်ပိုင်စီးပွားရေး နေနဲ့လောက်ခံရတဲ့စီးပွားရေးဆိုတာတော့မရှိသလောက်ရှားတာပေါ့နော်။ဒါမဲ့ဒီလုပ်ငန်းကကိုယ်ပိုင်စီးပွားရေးအနေနဲ့လောက်ခံလို့ရပြီးတော့ဒီကနေပြီးတော့အကျွတ်မြတ်တွေအများကြီးရစေတယ်ဒီထက်မှဆိုလို့ရှိရင်လက်ရှိအဝန်ထိုင်းရဲ့လက်စားထဲတော်မှမကတဲ့ဥစ္စာပေါ့နော်။ unlimited income တွေ percent income တွေ wellness plan တွေလည်းရှိတယ်ခုနကတော့ပြောတဲ့ပင်စင်လက်စားခံစားခွင့်ဆိုတော့လည်းအနည်းဆုံးဒေါ်လာ9000ကျပ်ခံစားခွင့်ရှိတာပေါ့နော်အဲ့လိုတွေခံစားခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်တကယ်ပဲပေါ့နော်ကိုလုံးမအရာတစ်ခုကိုကိုယ်တိုင်ကိုကြားကကနနာဝင်လေ့လာဖို့လိုအပ်တယ်သမောယူလန်သမောယူအန်ဆိုတလိုမျိုးပဲကိုကအာသူများထက်ပို့ပြီးတော့သိလို့ရှင်တာသူများထက်ပို့ပြီးတော့ဝင်ပြီးတော့ရမှာပါနော်အဲ့ကြောင့်လေ့လာမှုကကိုလေ့လာရင်လေ့လာတယ်လို့သင်ယူရင်သင်ယူနိုင်တယ်လို့ ို့အတွက်ကျိုးများတွေရရစေတဲ့လုပ်ငန်းဖြစ်တာပေါ့နော်။အာပြီးလို့ရှိရင်လည်းကိုကတိထားတက်ထားလို့ရှိရင်လည်းဘယ်လိုဖြစ်ကိုကလည်းကိုလည်းယူကြည့်မှုရှိလာတယ်။အာပို့ပြီးတော့လည်းလောရကန်ရတာလည်းအဆင်ပြေတယ်။သူများကိုမေးခွန်းတွေပြလာမေးလာလို့ရှိရင်လည်းပေါ့နော်။ကိုကတိထားတက်ထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အာအဲ့လိုယူကြည့်မှုရှိရှိနဲ့ပြန်ပြီးတော့ဖြေလို့ရတာပေါ့နော်။အကယ်၍သူများတွေကိုလည်းတိုက်ခိုက်လာတာတို့ဘာတို့ညာတို့ရှိလို့ရှိရင်လည်းကိုလို့တဲ့အရာတခုကကိုကိုတန်ကတိနေတာဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းကတကယ် အတရားဝင်စီပွားရေးလုပ်ငန်းတကယ်ပဲဒီမှာဆိုလို့ရှိရင်နိုင်ငံပေါ်လဲ26နိုင်ငံရုပ်ခွဲပေါ်လဲ53ခုဆိုပြီးတော့အဲ့လိုပေါ့နော် တကယ်ဆော်ဝဲဆိုင်ရဆဒန်းဒီနဲ့အစိုးရကိုလည်းအခွန်ဆွန်ပြီးတော့လုပ်ကင်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းကတကယ်အတရားဝင်စီပွားရေးဖြစ်တဲ့တမအားဇီဝရှိတဲ့လုပ်ငန်းဖြစ်တဲ့ဆိုကိုကသိထားမဲ့ဆိုလို့ရှိရင်ပေါ့နော်ဘသူပဲပို့လာပြီးတော့တိုက်ခိုက်ခိုက်လာဝေဖန်ပါကိုကအာရင်သွားခေါင်းရင်သွားဆက်ကိုအကြောင်းရှိပေါ့နော် ကဲမတိမလစ်လာတဲ့လူတယောက်နူဆိုလို့ရှင်တာ။အော်ဒီလိုငါကအာသူများပြောသူအလိမ့်ညာပါဆိုပြီးတော့ကိုယ့်အနေကိုအဲ့လိုပေါ့နော်။တပ်တရားစိတ်တွေကြောင်ရုပ်စိတ်တွေစိုးရိမ်စိတ်တွေ ਨੇ ဒီလိုမျိုးစတင်လဲဖြစ်မှာမဟုတ်တော့ဘူး။အဲ့ဒါကြောင့်လစ်လာတဲ့ယူမှုဆိုတာအရန်လိုအပ်တာတော့ပြောချင်တယ်။အာနာရှေပိရနတ်တေဟိုလေကျေးဇူးတင်တာပေါ့နော်အဲ့လိုဆိုလို့ရှိရင်တော့ပေါ့နော်နောက်ထပ် အာဆဲဝင်စားတဲ့မိတ်ဆွေတွေပေါ့နော်ကခုဆိုလို့ရှင်တော့အသက်လည်းနှိပ်ကြည့်လိုက်ပေါ့နော်တကြလည်းလွန်လာပြီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ပေါ့နော်အခုချိန်မှာကိုရရှိထားတဲ့အခြေလေးအကိုရောက်နေတဲ့နေ့ရက်လည်းနေစပြီးတော့မှာနော်ကိုဒီလိုငါကိုလွတ်ကင်လို့ရဖို့အတွက်ဆိုလို့ရှိရင်အညီမနာတဲ့ကိုအနေနဲ့ဗတ်ဒီများစိတ်ဝင်စားတဲ့လူတွေကိုအဲ့လိုပေါ့နော်ခေါ်အားလေးတွေပေးချင်တဲ့ message လေးတစ်ခုလောက်ပေါ့နော်စိတ်ဝင်စားတဲ့လူတွေကိုလွတ်ကင်ဖို့အတွက် ဟုတ်ကဲ့ပါဒီလုပ်ငန်းကိုပေါ့နော်စိတ်ဝင်စားတယ်ဆိုရင်တော့ဟိုအရင်ဆုံးဝင်ရောက်လေ့လာကြည့်ပါလို့ကျွန်မတိုက်တွန်းချင်တယ်ပေါ့နော်ကျွန်မအာတုံးဟာဆိုရင်ပေါ့နော်ဒီလုပ်ငန်းဒီညံမှုကိုကျွန်မစတွေ့တဲ့အချိန်မှာဆိုရင်ကျွန်မလည်းလေ့လာမှုကနေပဲစတင်ခဲ့တာဖြစ်တယ်ကျွန်မလေ့လာတဲ့အချိန်မှာဆိုရင်ဒီလုပ်ငန်းတစ်ခုလုပ်ကင်ဖို့အတွက်ဆိုတာကဒီအဲတရက်နှစ်ရက်၅ရက်တစ်ပတ်ပေါ့နော်အဲ့လိုမျိုးလေ့လာလုံလုံယုံနေဆိုရင်တော့မလုံလောက်ပါဘူးပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဒီခေတ်မှာကအလိန်ညာလို့ ဟိုဒီအဲ့လိုမျိုးမတင်ကတဲ့ဟာအခုပေါ်လာပြီးတော့မှနောက်စတလနလစရင်တနစ်စရင်ပျောက်သွားတဲ့လုပ်ငန်းတို့အဲ့လိုမျိုးတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုးမဖြစ်အောင်ကိုကကျမတို့ကကျမတို့ကိုအဒီလုပ်ငန်းကဟိုတကယ်တရားဝင်ဖြစ်တယ်ကျမတို့ကိုယုံပါလို့ကျမတို့ကပြောပေမဲ့ပြောပေမဲ့ပေါ့နော်ဒါပေမဲ့ကျမတို့ကိုအကုန်လုံးမယုံကြည်ပါနဲ့ ကိုကိုအရင်ဆုံးလေ့လာကြည့်ပါဘောနော်ဒီလုပ်ငန်းကတက်တန်းကဟို community တက်တန်းဆိုရင်50တနှစ်တောင်ရှိပြီဘောနော်ဒီ online နဲ့လောက်ကင်တာတော့6နှစ်မြောက်တော့ရှိပြီဘောနော်ကျမတို့လိုမျိုးဟို online လောက်ကင်တဲ့ဟာတွေဘောနော်ဒီ company ရဲ့ဆက်ဆက်ပြီးတော့မှ online ကနေသွားတဲ့အပိုင်းမှာဆိုရင်6နှစ်မြောက်လောက်ရှိတယ်ဒီ offline နဲ့ဆိုရင်တော့အားလုံးပေါင်းအခုလက်ရှိအချိန်ထိဆိုရင်တော့50တနှစ်ရှိပြီဘောနော်အဲကြောင့်ဒီလုပ်ငန်းမှာ တကယ်အာတရားဝင်လုပ်ငန်းဖြစ်သလားတကယ်အလိညာဟိုတကယ်ဟိုဟိုဗာလဲအလိညာမျိုးဟာဖြစ်သလားဒီတကယ်စီးပွားရေးရော ဖြစ်သလားဆိုတဲ့ဟာကို ကိုကိုတိုင်အာအသေးစိတ်ကကနနာဘောနော်ဝင်ရောက်လေ့လာကြည့်ပါလို့ကျွန်မတိုက်တွန်းချင်တယ်ကျွန်မလို့လေ့ဒီလုပ်ငန်းကို တွေ့ပြီးတော့မှလေ့လာတဲ့အချိန်မှာဆိုရင်ကျွန်မ အချိန်ဘယ်လောက်ယူလဲဆိုတော့လေးလကနေ9လအထိကျွန်မလေ့လာခဲ့တယ်ပေါ့နော် လေလာပြီးတော့မှကျမဒီလုပ်ငန်းကိုစတင်လုပ်ကန်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျမလိုမျိုးလောက်ဟိုဒီထက်ပို့ပြီးတော့ကိုစိတ်ချရပြီးကိုဒီလုပ်ငန်းကိုတကယ်အာဟိုဟာသူတို့ဒီဟိုလုပ်ကန်နေတဲ့လူတွေကိုပေါ့နော်ကိုကအာတကယ်လုပ်ငန်းဖြစ်တယ်တကယ်တရားဝင်ဖြစ်တယ်ဆိုတဲ့ဟာဖြစ်လို့ရှိရင်တော့ကို ဝင်ရောက်လုပ်ကြရင်ပါပေါ့နော်ပြီးတော့နောက်တစ်ခုကြတော့ဒီလုပ်ငန်းကကိုယ်နဲ့ကန့်ညီမှုရှိလားမရှိလားဆိုတဲ့ဟာကအရေးကြီးတယ်ပေါ့နော်ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်အရန်ကောင်းတယ်ဆိုပေသူများအတွက်အရန်ကောင်းပေမဲ့ကိုယ့်အတွက်ကကိုယ်နဲ့ကိုလုတ်ကင်ဖို့မကန့်ညီဘူးဟိုကိုလုတ်ချင်တဲ့အရာမဟုတ်ဘူးဆိုရင်တော့မလုတ်ပါနဲ့ပေါ့နော်ကျမကတော့အရန်ဆွဲဆောင်ဆွဲခေါ်ကြတာမဟုတ်ပါဘူးအာကိုစိတ်ပါတဲ့ဟာကိုဝဒနာပါတဲ့ဟာမရှိဘူးဆိုရင်တော့ မလုတ်ကြိုင်ပါနဲ့မလုတ်ပါနဲ့လိလာပြီးတော့ရှိရင်ဒီမှာအဲ့မှာပဲရက်သွားလဲရတယ်ပေါ့နော်ဟိုအရင်ရွှဲခေါ်ပြီးတော့မှအလုတ်ပါလုတ်ပါလို့ကျမတို့မဆွဲခေါ်ပါဘူးဒီလုံငန်းဒီကျမတို့ ဆက်မပြေလို့ရှိရင်ဆက်ပြောပေးလိမ့်မယ်နော် line line မကောင်းတော့ဘူးထင်တယ်ဟုတ်ပါတယ်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့ရှိရင်တော့ဗောနော်အာအရင်ဦးဆို free အနေနဲ့ဗောနော်ဝင်ပြီးတာလစ်လာပါ free အဆင့်ဆိုတာလောကအာသူစားဆိုင်နဲ့သူစားရဲ့ website ရှိတယ် www.tudesa.com ပါနော်။နတ်တယ်ဦးဆိုလည်းနတ်တယ်ရဲ့ website ဆိုရင်နတ်တယ် www.natteyo.com ပါနော်။အဲ့ဒီဟိုချိန်ငင်းတဲ့ website မှာနာမည်နဲ့ဂျီမေးလ်ရေးစတာလုပ်ပြီးတော့ အရင်ဆုံးအမပြောပြလိုက်ပြီအရင်ဆုံးဝင်လေ့လာပါပေါ့နော်ဘာဖြစ်လို့ဆိုတော့လေ့လာမှုဒီအဆင့်က free အဆင့်လိုင်းလိုင်းရအာ free အဆင့်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုအာစိတ်ချလက်ချဝင်လေ့လာလို့ရတယ်ဒီကနေပြီးတော့ပေါ့နော်ဒီ webinar ကိုမလေ့လာချင်သေးဘူးဆိုလို့ရှိရင်လည်းအဲ့ဒီအာဒီလိုမျိုး live interview တွေမှာပေါ့နော်ဒီမှာ page facebook page တွေမှာ business page တွေမှာလည်းကိုကြိုက်တယ်လို့တော့ပြလေ့လာလို့ရတာပေါ့နော်အဲ့ဒါ free access တွေဖြစ်တယ် အဲ့ဒီအနေနဲ့ဟိုကကြိတ်မှာပဲ149ဒေါ်လာကို member fee ပေးပြီးတော့ member ဝင်တရက်အနေနဲ့ဆက်ပြီးတော့လေ့လာသွားလို့ရတာပေါ့နော်အဲ့ဒါကြောင့်အာမလေ့လာတဲ့သူနဲ့စာလို့ရှင်းရတာလေ့လာတဲ့သူကိုသူကတော့အများကြီးအာတော်သွားမှာဆိုတော့ပြပြချင်းပါတယ်အဲ့ဒါကြောင့်လေ့လာမှု assessment အလဲအာ look popular လို့လည်းဆိုပြပြချင်းတယ်ပေါ့နော်ဟုတ်အဲ့ဒါနောက်တဲ့ကိုပြန်ဆက်လိုက်ပါဦးလိုက်ပြကောင်းပါပြီဆိုတော့ โอเคไลน์อ่ะเลยเต็มไม่กลางขึ้นนี่เนาะดีโรงงานก็ตะเกใส่ဝင်ซ่าได้ส่วนเนาะปอเนาะจม่าก็တော့อ่าดีดุติยาอสินผิดแต่ที่อสงที่ကိုวินยอกเล็ดล่ะบาโลเป้จม่าไต้ต้นฉินเนี่ยปอเนาะดามาดาลินดีโรงงานก็โกเนกั่นหญิมุชีล่ะไม่ชีบุล่ะโกลุฉินเนี่ยอายาผิดล่ะโกลุ่นไหนล่ะสุดแต่หาโกโกเล็ดล่ะพี่เล็ดเฉยมาส่วนโกติชิပြီးတော့มาโกซုံးဖြတ်နိုင်มาผิดတယ်ปอเนาะโอเคจม่าดาลิโอเป้เอ่ออาจารย์ปิฉินมาเด้เจซุติมาเด้โอเคပါကျေးဇူးတင်ပါတယ်အဲ့လိုမျိုးပေါ့နော် အမိုင်လအင်တာဗျူးလေးမှာအခုဆယ်ရက်ရှင်းရမြောက်ပေါ့နော်ရှင်းရမြောက် 90day go like challenge ကတော့အမြင်ဆိုပြီးဆိုတော့ပေါ့နော်အခုလိုမျိုးပါဝင်အဖြစ်ပေးလို့လည်းညီမနတ်တေအများကြီးကျေးဇူးတင်ပါတယ်ပြီးလို့ရှင်လည်းကြည့်ရှုနေတဲ့မိတ်ဆွေများအခုလိုရလဲပေါ့နော်အာဒီလုပ်ငန်းကအဲ့လိုပေါ့နော်ဘာလို့ရတလဲဆိုတာထက်ပေါ့နော်ဘာကြောင့်လုပ်တလဲဆိုတဲ့အရာကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလို့ပေါ့နော်အမတ်ဒီ like ကလေးကိုလည်းဖန်တီးခြင်းဖြစ်တယ်အဲ့ဒါကြောင့်အခုလိုမျိုးအမိုင်လေးမှာအပောင်းအဖြစ် ပေးတဲ့နတ်တဲ့ကိုလည်းကျေးဇူးတင်ပါတယ်။အဲ့ဒါခုမှနောက်ထပ်ကြည့်ပေးမယ်။မိတ်ဆွေများအားလုံးလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။အဲ့ဆိုရင်ဆက်ဝင်စားလို့ရှိရင်တော့ဆိုထိကြည့်ပါပေါ့နော်။အဲ့လိုလေးလည်းပြောချင်ပါတယ်။အဲ့ဆိုရင်တော့အမတို့ရဲ့လိုက်ကလေးကိုတင်ပါပဲဆိုတက်လိုက်မယ်နော်။နောက်မနေ့ဖြန်ပါပဲအမရဲ့နောက်တစ်နေ့ဇာတ်ရည်တွေ့ကြမယ်။ Bye bye ။